ယုံကြည်သူတို့ဟာကောင်းကင်ဘုံမှာမပြည့်စည်နိုင်သောအမွေတော်ကိုခံရမယ့်အကြောင်းဖယားသခင်အာမခံတော်မူချက်ကိုပေတရုဩဝါဒစာအခိုင်းတက်အခန်းငယ်3ကနေ9မှာကျွန်တော်တို့ကိုအခုလိုပြောပြထားပါတယ်အသက်ရှင်ခြင်းနဲ့ဆက်ဆိုင်သောမျှော်လင့်ခြင်းအကြောင်းရှိစေခြင်းဟာ ဖောက်ပြန်ခြင်းညစ်ဆွန်းခြင်းညှိုးနွမ်းခြင်းနဲ့ကင်းစင်သောအမွေတော်ကိုငါတို့သည်ခံရစေမည်အကြောင်းယေရှုခရစ်ကိုတည်ခြင်းမှထမြောက်စေတော်မူသောအဖြစ်ကြီးစွာသောဂရုဏာတော်နှင့်အညီငါတို့ကိုတပံဖြစ်ပွားစေတော်မူသောငါတို့သခင်ယေရှုခရစ်၏ခမဲတော်ဖခင်သခင်သည်မင်္ဂလာရှိတော်မူစေတည်းထိုအမွေတော်သည်ကနောက်ဆုံးသောကာလ၌ထင်ရှားစေခြင်းငှာ ပြင်ဆင်တော်ကဲ့တင်ခြင်းတို့ရောက်စေမိအကြောင်းယုံကြည်ခြင်းအဖြစ်ဖရာသခင်၏တကိုးတော်သည်စောင့်ရှောက်တော်မူသောတင်တို့အဖို့ကောင်းကင်ဘုံ၌တူထားလျက်ရှိသောအမွေတည်းယုံကြည်သူကျွန်တော်တို့ဟာ ကောင်းကင်ဘုံမှာတူထားသောအမွေတော်ကိုခံရမယ်သူတွေဖြစ်ကြောင်းသိချတဲ့အာမခံချက်ဒီချမ်းချက်မှာကျွန်တော်တို့ကိုပြောပြထားတာကတော့သိခြင်းကနေယေရှုထမြောက်တော်မူခြင်းဖြစ်ပါတယ် ကောင်းကင်ဘုံမှာယုံကြည်သူကျွန်တော်တို့ခံရမယ့်အမွေတော်ဟာဖောက်ပြန်ခြင်းညှဉ်းဆွန်းခြင်းနှိုးနှွမ်းခြင်းနဲ့ကင်းစင်သော အမွေတော်ဖြစ်တဲ့အကြောင်းအဲ့ဒီအမွေတော်ကိုယုံကြည်သူကျွန်တော်တို့ခံရမယ့်အကြောင်းသိချတဲ့အာမခံချက်ကတော့သိခြင်းကနေယေရှုထမြောက်တော်မူခြင်းဖြစ်ပါတယ်။ယုံကြည်သူကျွန်တော်တို့ဟာကောင်းကင်နိုင်ငံတော်ကိုရောက်မဲ့သူနဲ့ကောင်းကင်ဘုံမှာတူထားတဲ့အမွေတော်ကိုခံရမဲ့သူတွေဖြစ်ကြောင်းယာနှုံးပြအာမခံချက်ပေးဖို့ယံ သေးခြင်းကနေယေရှုထမြောက်တော်မူပါတယ်။သေခြင်းကနေယေရှုမထမြောက်တော်ဘူးဆိုရင်ယေရှုကိုကျွန်တော်တို့ယုံကြည်နေတာဟာအလကားပဲ။သေသွားတဲ့လူကကျွန်တော်တို့အတွက်ဘာလုပ်ပေးနိုင်သလဲ။ဘာမှမလုပ်ပေးနိုင်ဘူး။သေသွားတဲ့သူကိုယုံကြည်အားကိုးလို့မရပါဘူး။သောသောယေရှုခရစ်တော်ဟာဖျားဆစ်ဆစ်ကနေလူစားတစ်အဖြစ်ကိုခံယူပါတယ်။ဘာအတွက်လဲ အပြစ်ရှိသောကျွန်တော်ကိုငရဲသွားမဲ့သူ အဖြစ်ကနေရွေးနှုတ်ခဲ့တယ်မို့လူစားတစ်အဖြစ်ကိုခံယူခဲ့ပါတယ်ကျွန်တော်မလိုက်ရှောက်နိုင်တဲ့ပြညတ်တော်အားလုံးကိုလိုက်ရှောက်တယ်ပြညတ်တော်တို့ကိုလွန်ကျူးသော ကျွန်တော်အပြစ်တွေကြောင့်ကျွန်တော်ကိုယ်တိုင်မဆက်နိုင်သောကျွန်တော်ရဲ့အပြစ်ကြွေးအားလုံးကိုဆက်ပေးဖို့ရန်လဝါကတ်တိုင်မှာ အသိခံခဲ့တယ်ဖြောင်းမတ်တော်သူအဖြစ် ကျွန်တော်ကိုလက်ခံနိုင်ဖို့ ေခြင်းကနေ၃ရက်မြောက်တော့နေမှာယေရှုခရစ်ထမြောက်တော်မူပါတယ်။အဲ့ဒီတော့ယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်သောကျွန်တော်တို့ဟာ ကောင်းကင်နိုင်ငံတော်ကိုရောက်မဲ့သူတွေဖြစ်ကြောင်းဘလောက်အထိသေချာတယ်လဲဆိုရင်သေခြင်းကနေယေရှုထမြောက်တော်မူခြင်းဖြင့်ဖခင်သခင်က အာမခံထားပါတယ်။ဒါပဲလား မဟုတ်ဘူးကောင်းကင်ဘုံမှာတူထားသောအမွေတော်ကို ကျွန်တော်တို့ခံရဖို့တကောတော်အဖြစ်ကျွန်တော်တို့ကိုစောင့်ရှောက်တော်မူပါတယ်ဖယားခင်ကာကွယ်စောင့်ရှောက်မှုလက်တော်တည်းကနေယုံကြည်သူ ကျွန်တော်တို့ကိုနှုတ်ယူနိုင်တဲ့သူဘယ်သူရှိသလဲဘယ်သူမှ မရှိဘူးမရှိတဲ့အကြောင်းကိုလည်းသခင်ယေရှုကယောဟန်အခိုင်း30အခန်းငယ်29ကနေပြတော့30မှာကျွန်တော်တို့ကိုအခုလိုပြောပြထားပါတယ် ငါတိုးတို့သည်ငါစကားတန်ကိုနားထောင်၍ငါနောက်သို့လိုက်ကြ၏ထိုတိုးတို့ကိုငါတီး၏ထာဝရအသက်ကိုလည်းငါပေး၏ထိုတိုးတို့သည်ပျက်စီးခြင်းနှင့်အစင်မပြက်ကင်းလွတ်ကြလိမ့်မည်အဘယ်သူမျှထိုတိုးတို့ကိုငါလက်မှမနှုတ်မယူနိုင်ရဘာကြောင့်လဲဆိုတာကိုအခုလိုပြောပြထားပါတယ်ထိုတိုးတို့ကိုငါ၌အပေးတော်မူသောငါခမဲတော်သည်ခတ်သိမ်းတော်သူတို့ထက်ကြီးမြတ်တော်မူသည်ဖြစ်၍အဘယ်သူမျှ ထိုသူတို့ကိုငါခမဲတော်ဤလက်မှ မနှုတ်မယူနိုင်ရာငါဒီငါခမဲတော်နဲ့တလုံးတဝတီဖြစ်သည်ဟုမိုက်တော်မူ၏အေဝံဂေလိတရားကို ကျွန်တော်တို့ကြားနာပြီးအော်ဟုတ်တယ်ငါဟာဖယားသခင်ပညာတော်တို့ကိုချိုးဖောက်ခြင်းဖြင့်ဖယားသခင်ရှိတော်မှာအတရေပြတ်တော်သူ အပြစ်ရှိတဲ့သူ ဖြစ်တယ်ငါကိုငါမကယ်တင်နိုင်ဘူးငါကျိုးလွန်ခဲ့တဲ့အပြစ်တွေကြောင့်ငါဟာငရဲသွားမဲ့သူဖြစ်တယ် ငရဲသွားမဲ့ငါကိုရွေးနှုတ်ကယ်တင်ဖို့ယေရှုခရစ်တော်ဟာငါမလောက်လျှောက်နိုင်တဲ့ပြည့်ညတ်တော်အလုံးကိုလိုက်လျှောက်တော်မူပြီးအပြစ်တဆက်မှမရှိသောယေရှုခရစ်တော်သည် အပြစ်ရှိသောကျွန်တော်အတွက်လက်ဝါးကတိုင်မှာအသေးခံခဲ့တယ်။သူ့ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်သောကျွန်တော်တို့ရဲ့အပြစ်ကြွေးအလုံးကိုဆက်ပြီးသွားပြီးယုံကြည်သူကျွန်တော်တို့ဟာဖြောင့်မတ်ရသူရောက်မည်အကြောင်းသိခြင်းကနေယေရှုထမြောက်တော်မူပါတယ်။ ယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်သောကျွန်တော်တို့ဟာကောင်းကင်နိုင်ငံတော်ကိုရောက်မဲ့သူတွေဖြစ်တဲ့အကြောင်းဖောက်ပြန်ခြင်းညှဉ်းဆွန်းခြင်းညှိုးနှွမ်းခြင်းနဲ့ကင်းစင်သော ကောင်းကင်ဘုံမှတူထားတဲ့အမွေတော်ကိုကျွန်တော်တို့ဒီခံရမယ့်အကြောင်းဘလောက်အထိတေချာတယ်လဲဆိုရင်တေခြင်းကနေယေရှုထမြောက်တော်မူခြင်းဖြစ်အာမခံတော်မူပြီးတကောတော်အဖြစ်ယုံကြည်သူကျွန်တော်တို့ကိုစောင့်ရှောက်တော်မူပါတယ် မင်္ဂလာရှိသောအဲ့ဒီတမာတရားကြောင့်ယုံကြည်သူကျွန်တော်တို့ဟာဝမ်းနေရမလားဝမ်းမြောက်ရမလားဝမ်းမြောက်ရမှာပေါ့ကျွန်တော်မထိုက်တန်ပဲယုံကြည်သောအဖြစ်ဂျေဇူးတော်ကြောင့်ကျွန်တော်တို့ကဲတင်တော်မူပြီးအိုနာတေချင်းကင်းသောကောင်းကင်နိုင်ငံတော်မှာမပြည့်စည်နိုင်သော အမွေတော်ကိုခံရမဲ့သူတွေဖြစ်တဲ့အတွက်နေ့တိုင်းဝမ်းမြောက်လျက်ဂျေဇူးတော်ကိုချီးမွမ်းပြီး အလိုတော်နဲ့အညီနေ့တိုင်းအသက်ရှင်ကြပါစို့လို့ ားလုံးပေါ်မှာဖခင်သခင်ကောင်းချီးပေးပါစေ